မင်္ဂလာပါရှင်။2025ခုနှစ်ဧပြီလ22ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ကျွန်မစူစီပါ။နားလို့ဖို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီး10ဦးသေဆုံးသွားပါတယ်။ဒီလင်းမျိုးနဲ့အလူလေးကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားပြီးစစ်သား6ဦးသေဆုံးသွားတယ်လို့သိရှိရပါတယ်။တောင်ခမ်းမှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်ရှုံးကောင်စီကအစိမ့်ငွေဘုံတွေကိုပါကျဲချတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ပေါင်တယ်မြို့နယ်နဲ့မိုးပြဲမြို့နယ်တို့မှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီးစစ်တပ်ဘက်မှ၅ဦးသေဆုံးကလက်နက်နှစ်လက်နဲ့ခဲယက်တချို့သိမ်းဆီးရရှိလိုက်ပါတယ်။ကချင်ဒေသအပါအဝင်ငလင်ကြောင့်မီးလောင်သွားတဲ့ဒေသကအပြေလွှာတွေပြန်ပြေဆိုရမယ်လို့စစ်ကောင်စီထုတ်ပြန်လိုက်ပါတယ်ရှင်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ ပထမဆုံးသတင်းဒီပုံအနေနဲ့တနင်္သာရီတိုင်းထဝယ်မြို့နယ်စစ်စားပြင်စိတ်ကံဘော်ဒရာကိုငါလွတ်ဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုဧပြီလ10ရက်နေ့မနက်ပိုင်းမှာတိုက်ခတ်ရာစစ်ကောင်စီတပ်သား10ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်။ငါလွတ်ဖို့လာတဲ့စစ်ကောင်စီအင်အား150နဲ့ speedboat တစ်စီးကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီး speedboat လည်းပျက်စီးသွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုကို Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့နဲ့ပင်လယ်ကျဲအဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းဒီပေါ်အနေနဲ့မွန်ပြည်နယ်ဘီလေးမြို့နယ်အလူလေးကျေးရွာနယ်တပြင်းနီကျေးရွာတွေကြားမှာတိုက်ပွဲဖြစ်ပြီးစစ်သား6ဦးသေဆုံးခဲ့ကြောင်းငကဖြူတပ်ရင်းမှတာဝန်ရှိသူတို့ကပြောပါရယ်။မနေ့ကဧပြီလ22ရက်နေ့ မနက်7:30မိနစ်မှာပဲခူးတိုင်းဗမာမူပြည်နယ်ဘက်ကိုရန်ကုန်မော်လမြိုင်လမ်းအတိုင်းဝင်ရောက်လာတဲ့ပုံစံပြောင်းအကျန်းဖတ်စီရင်တန်းကိုဒီလေးမျိုးနဲ့အလူလေးကျေးပါနဲ့တပြင်းဒီကျေးပါတွေကြားမှာမိုင်းဆွဲဖို့ပြင်ဆင်နေစဉ်အင်အား20ခန့်ပါအကျန်းဖတ်စစ်တပ်ရှေ့ပြေးကင်းအဖွဲ့နဲ့တော်လဲပူပေါင်းတပ်ဖွဲ့တွေအကြားအပြန်အလှန်ပစ်ခတ်တိုက်ပွဲများဖြစ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဘကူးကလည်းမွန်ပြည်နယ်ဘက်ကိုဝင်ရောက်လာတဲ့ကားတမ်းမှာ အဲ့ဒီဂါဒန်ကိုမိုင်းစင်ဖို့အတွက်ရန်သူရှိပြီးကင်းတဲ့တိုက်ပွဲဖြစ်တာပါကင်းမုံနဲ့ရုတ်တရက်ထိတွေ့တိုက်ပွဲဖြစ်တာကြောင့်ရန်သူဘယ်ကထွက်လာလဲဆိုတာသိချာမသိရပါဘူးဂါဒန်ကိုလည်းမိုင်းမဆွဲလိုက်ရပါဘူးလို့ငကဖြူတက်ရင်မှတာဝန်ရှိသူတို့ကပြောပါတယ်ထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား6ဦးသေဆုံးပြီးဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်တလင်းအင်အားစုတွေဘက်မှရဲဘော်တို့ရှက်ထိဒဏ်ရာမစိုးရင်ရရရှိခဲ့ကြောင်းလည်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုငကဖြူတက်ရင် ခွန်၈၃၁တရင်ခွန်၈၃၅တရင်ခွဲလေးတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနနက်၁၇ :40 မိနစ်အချိန်မှာအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြေးရွာတွေကိုလက်နက်ကြီးလေကြောင်းတို့နဲ့တိုက်ခိုက်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ရေးသတိဖြင့်သွာလာနေထိုင်ကြပါရနဲ့စစ်ရေးအရှိန်မြင့်လာပြီဖြစ်လို့တော်လိုင်းအဖွဲ့အစည်းတွေကိုလည်းဝိုင်းဝန်းပူးပေါင်းကူညီပေးကြရန်တိုက်တွန်းထားပါတယ်။ နောက်ထပ်သတင်းဒီပေါ်အနေနဲ့ရှမ်းမြောက်နောင်ချိုမြို့နယ်တောင်ခံကျေးရွာအနီးမှာစစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေတပ်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကအစိမ့်ငွေဘုံတွေကိုပါကျဲချတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။စစ်ကောင်စီကမနေ့ကဧပြီလ22ရက်နေ့နေ့လယ်တနားရီမှာအစိမ့်ကျဲငွေဘုံ၃လုံးမွန်လယ်3:06မိနစ်မှာအစိမ့်ကျဲငွေဘုံ၄လုံးတို့ကိုကျဲချတိုက်ခိုက်ခဲ့ကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA ကထုတ်ပြန်ထားပါတယ်။ အစိမ့်ငွေဘုံတွေကြက်ချပြီးနောက်အစိမ့်ငွေရှူရှိုင်းမိတဲ့ရဲဘော်တွေကမူးဝေအော်အန်ခြင်းသွေးပေါင်းချိန်တွေကျခြင်းတွေဖြစ်ပွားခဲ့ကြောင်းလည်းသိရှိရပါတယ်။စစ်ကောင်စီကတောင်ခန်းကိုအင်းနဲ့အားနဲ့တံပြန်ထိုးစစ်တရက်စီပြီးတိုက်ပွဲပေါ်ဆောင်နေတာ။ဒီနေ့ကျတော့အစိမ့်ငွေဘုံတွေပါတုံပြီးလေချောင်းတိုက်ခတ်မှုလှုပ်လာတယ်။တိုက်ပွဲပြင်းထန်နေပါတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်စစ်ကောင်စီကအပြစ်ခတ်ရက်စဲတာကြောင့်ကြေညာထားပေမဲ့လည်းနိုင်ငံတကာမှတားမြစ်ထားတဲ့တိုက်ခိုက်မှုမျိုးကို အကြိမ်ကြိမ်ကျူးလွန်နေကြောင်း DPLA ကဆိုပါတယ်။အစိမ်ငွေတန်ငွေပုံတွေအသုံးပြုတက်ခိုက်ခြင်းကိုစစ်ကောင်စီကကြောင်ခန်းတွေသာမကပဲအခြားတော်လှန်ရေးတပ်တွေရှိတဲ့နေရာများမှာလည်းမကြာခဏပြုလုပ်နေကြောင်းသိရှိရပါတယ်။တောင်ခမ်းမှာစစ်ကောင်စီဘက်မှလေးပုံကျဲချခြင်းလက်နက်ကြီးတွေပစ်ခတ်ခြင်းနဲ့အစိတ်တံငွေဘုံတွေအသုံးပြုထိုးစစ်ဆင်နေမှုကြောင့် GNL DBLA တက်တိုနဲ့စစ်ကောင်စီတက်တိုယနေ့အချိန်ထိတိုက်ပွဲပြင်းထန်စွာဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလည်းသိရှိရပါတယ်။ နောက်ချိုတောက်ခမ်းမှာအမြောက်စကန်းကုတ်ကဲမှုဌာနချုပ်မဆာခ900နှစ်အမြောက်တက်ရင်အမတ353အမတ206အမတ406တို့တရှိပြီးစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပါတယ်။နောက်ထပ်သတင်းဒီပုံအနေနဲ့ဘကိုးတိုင်းပြည်ခရိုင်ပေါင်းကျဲမြို့နယ်မတ်တိုင်နယ်မြေရဲစခန်းမှာထွက်လာတဲ့စစ်သားရဲတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးခဲ့ကြောင်းအမတ်3601တက်ရင် စစ်ထောက်လန်ရေးနဲ့တရင်ပြန်ကြားရေးတာဝန်ခံ share ကပြောပါတယ်။မနေ့ကဧပြီလ22ရက်နေ့မိုးလွဲ9:30မိနစ်မှာပေါင်းတယ်မျိုးနဲ့မှတ်တိုင်ရက်စကမှအကျန်းဖတ်စစ်သားရဲ14ဦးကဆိုင်ကယ်9စီးနဲ့ကြောက်ကြီးတောင်ကြီးဘက်ကိုရိတ်ခါရှာဖို့ခြေပြေထွက်လာစဉ်ပေါက်တော်ကျေးွာနဲ့အကေရပြေကွက်တိကြတတားအနည်းအယောက်မှာပြည်သူကကွယ်တဖွဲ့ဝင်ကမိုင်းကွင်းနှစ်ကွင်းမိုင်း၆လုံးဆွဲပြီးတော့တိုက်ခိုက်ခဲ့ရပါ မန်ဆွဲတိုက်ခိုက်မှုအတွင်းစစ်သားရဲနှုတ်နေရာမှာတွင် ပွဲချင်းပြီးတည်ဆုံပြီး9ဦးထဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ဆိုင်ကယ်ရီနဲ့အတူလဲကြတည်ဆုံနေတဲ့အလောင်းတွေကိုညနေ3နာရီခွဲလောက်မှာမတ်တန်ရင်စခန်းကနေကားနဲ့လာပြီးတည်သွားတယ်။ပောက်တော်ဘက်ကိုတည်သွားတာပါ။တည်တဲ့သူတွေကို ပောက်တော်တက်တဲမှာကြိုရဲ။တန်ရာရတဲ့သူတွေကိုတော့မတ်တန်ဆေးုံမှာ တင်ဖို့ကုသထားတယ်လို့သိရပါတယ်လို့အမှတ်3601တရေ66လမ်းရည်နဲ့တည်င်းပြန်ကြားရေးတာဝန်ခံ share ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်အမှတ်3601တရေမှရဲဘော်တွေက လုံဆောင်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်လက်အောက်ခံရဲတွေကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ နောက်ဆုံးသတင်းဒီပေါ်အနေနဲ့ရာဇွနှစ်တစ်ခုကျော်အတွင်းလောက်ခတ်ခဲ့တဲ့အင်အားပြေငလေးပေးမှာမီးလောင်ပျက်စီးသွားတဲ့အဖြေလွာတွေကိုပြန်ဖြေဆိုရမယ်လို့စစ်ကောင်စီကဒီကနေ့ဧပြီလ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာစကိုင်းနဲ့မန္တလေးမြို့တို့ကိုအ धिक ဗဟိုပြုပြီးလောက်ခတ်သွားတဲ့ငလေးကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်ပျက်စီးမှုမှာကချင်ပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကတက္ကသိုလ်ဝင်ထံအဖြေလွာတွေမီးလောင်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီပျက်စီးသွားတဲ့အပြေးလွှာတွေကိုဇွန်လ16ရက်နေ့ကစပြီး23ရက်နေ့အထိပြန်လည်ဖြည့်ဆို့ရမှာဖြစ်ပြီးဆာမိုဝဲဖြည့်ဆို့ခွင့်ကပ်ပြားတွေကိုဇွန်လ10ရက်နေ့ကနေ15ရက်နေ့အတွင်းသက်ဆိုင်ရာစာစစ်ဌာနတွေမှာပြန်လည်ထုတ်ယူရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆာမိုဝဲပြန်ဖြည့်ရမယ်မြစ်ကြီးနာမြို့ကတက္ကသိုလ်ဝန်ထမ်းចောင်းသူတူဦးကကျမတို့ပြန်ဖြည့်ရမယ်လို့ထင်တော့မထင်တာလူတွေအများကြီးဒုက္ခရောက်နေကြတော့လေ ီလိုမထုတ်ပြန်ခင်ဆိုစာကပြန်ကြက်ရမှာလားမကြက်ရဘူးလားဆိုပြီးပြန်ဖြေရမယ်ဆိုလဲစာကြက်ရတော့မှာပေါ့လို့ပြောပါရယ်။ဒါပြင်ပြီးခဲ့တဲ့ match လအတွင်းဆက်ဆဲခဲ့တဲ့တက္ကသိုလ်ဝင်စာမှုဘက်မှာဘာသာရပ်အားလုံးဖြေဆိုခဲ့သူတွေဒါပြန်လဲဖြေဆိုခွင့်ရှိမှာဖြစ်တယ်လို့ဖြေဆိုခွင့်ရရှိသူတွေရဲ့စရေးတွေကိုလည်းသက်ဆိုင်ရာ တိုင်းနယ်ပြည်နယ်တွေကပညာရေးမှုရုံးတဲ့စာစစ်ဌာနကတစ်ဆင့်ကြေညာသွားမယ်လို့သိရှိရပါတယ်။ ဒါပေမဲ့ပြန်လည်ဖြည့်ဆို့ရမှာမြစ်တီမေကုန်းကို ပြန်လည်ဖြည့်ဆို့ရမယ်ဆိုတဲ့အချက်ကိုတော့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ခြင်းမရှိပါဘူး။တစ်ဖက်မှာအခုလိုငလင်ဘေးကြောင့်ပျက်စီးသွားတဲ့အဖြေလော်တွေစာမုပ်ပဲပြန်ဖြည့်ရမယ်ဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်နိုင်ငံတော်ကလူမှုအကြမ်းဝေဖန်မှုတွေလည်းမြင့်တက်နေပါဗျ။အထူးသဖြင့်ငလင်ဘေးတင်းခဲ့တဲ့ဒေသကလူထုတွေဟာပြည်စီဆုံးရှုံးသွားတဲ့နေအိမ်နဲ့အဆောက်အဦတွေအတွက် ပူဆွေးနေရတယ်လို့အများစုဟာနိုင်ငံတော်ကလူမှုကူညီကယ်ဆယ်ရေးအသင်းတွေနဲ့ကိုချူကိုထတာပြန်လဲထူထောင်ရေးအတွက်လှုံ့ဆော်နေကြရပြီးစစ်ကောင်စီကပြန်လဲထူထောင်ရေးတွေမှာတိရောက်စွာမလှုံ့ဆော်နိုင်သေးတာဖြစ်ပါတယ်။အားလုံးကိုအောင်ပေးလိုက်တာကငလေဘေးသိခဲ့တဲ့ចောင်းသားတွေအတွက်ပါညီမျှစေတယ်လို့ထင်ပါတယ်။တပူပေါ်တပူထတ်ဆင့်စေတဲ့အရာမျိုးဖြစ်နေတော့အခုထုတ်ပြန်တဲ့အပေါ်မှာဘာမှပြောစရာစကားမရှိအောင်ပါပဲ။ မဖြစ်မနေဆိုရင်တော့ဂုံတူးလိုကျင်တဲ့ကလေးတွေပြန်ပြေးစေပြီးကျန်တဲ့ကလေးတွေအားလုံးကိုအအောင်ပေးတင်ပါတယ်လို့ပြင်ပကျောင်းဆရာတူဦးကထောက်ပြပါတယ်2024 2025တက္ကသိုလ်ဝင်ဆောင်မဘွဲ့အဖြစ်လာရဖြစ်တဲ့ကချင်ပြည်နယ်က6699ဦးရဲ့အဖြစ်လာရအပါအဝင်မန္တလေးတိုင်းကဖြည့်ဆို့သူ46944ဦးရဲ့အဖြစ်လာစကိုင်းတိုင်းက9000 311ဦးရဲ့အဖြစ်လာရအလုံး မီးရှို့ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမြန်မာနိုင်ငံစကိုင်းနဲ့မန္တလေးမြို့တွေကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ငလီနန်ကြောင့်မန္တလေးစကိုင်းနေပြည်တော်ကနေအိမ်အဆောက်အအုံတွေအများအပြားအပါအဝင်စကိုင်းတရာသမိုင်းဝင်အဆောက်အအုံတွေပြိုကျပျက်စီးခဲ့ရတယ်လို့လူဦးရေ၄000ကျော်လဲတည်ဆုံခဲ့ရပါတယ်ရှင်။ ဒီကနေ့ညနေခင်းရဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်ပြည်သူများအားလုံးစရောကိုပါကြမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွမြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်နောက်ထပ်ထူးခြားတဲ့သတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်ရှင်